ဟယ်လိုအားလုံးဝမင်္ဂလာပါ United ရှိဦးကနေကြိုဆိုပါတယ်ဆိုတော့ Manchester United ကပြီးခဲ့တဲ့ကျွန်တော်တို့နှစ်ကာလတွေအတုံးမှာကိုယူဝကျူပန်းခဲ့တာကိုကျွန်တော်တို့ဘောနော်ဒါပြီးအောင်မလုပ်နိုင်ခဲ့ဘူးဆိုတော့ Declan Rice တို့ Bellingham တို့လိုမျိုးဒါအင်္ဂလန်ခြေပွင့်တွေကိုကျွန်တော်တို့ကမခေါ်နိုင်လိုက်တာမျိုးတွေဘောနော်အဲ့လိုအခြေအနေမျိုးတွေထပ်မဖြစ်အောင်လက်ရှိမှာရှောင်မှုကျူပန်းနေတယ်ပေါ့ဒါကြောင့်လောလောဆယ်မှာဆိုလို့ရှိရင်အရန်ကိုခြေသွန်းကောင်းနေပြနေပြီးတော့တန်ကြီးမြင့်ပေးမယ်လေလို့ဘောနော် ဒါအီလီယောအန်ဒါဆန်တို့အဒမ်ဝါတမ်နုတို့ကစားမတွေကိုနွေရာသီရဲ့အဓိကပြစ်မှတ်ဖြစ်ကျူးပန်းသွားနိုင်ဖို့ရှိတယ်ဆိုပြီးတော့နေသန်ဆောလ်ကနေပြီးတော့ report လုပ်ထားတယ်ပြောချင်တာတော့အရင်ပြီးခဲ့တဲ့ရာသီတွေတုန်းကကျွန်တော်တို့ Declan Rice နဲ့လည်းအမှန်ကန်တဲ့င်းတွေထွက်တယ်ဒါပေမဲ့လို့ပေါင်105တန်းဆိုတဲ့တန်ကြီးကြောင်းပေါ့နော် Manchester City တို့ Arsenal တို့နဲ့အပြိုင်ကျွန်တော်တို့မခေါ်ခဲ့ဘူးဒါဒီကစားမကအခုဆိုလို့ချင်းခြေသွမ်းကောင်းနေဇက်တိုက်ပြနေပြီးတော့ဒါအဆင်ပြေနေတယ်ပေါ့ ဘယ်လင်ကန်တို့ကလည်းကျွန်တော်အနေနဲ့ပေါ့နော်အရာခေါ်ဖို့ကျွန်တော်ကြိုးပမ်းခဲ့တယ်။ဒါပေမဲ့လို့ကိုသင်းရဲ့ project တွေဘာတွေမှာကစားသမားကိုဆွဲဆောင်နိုင်စွမ်းကျွန်တော်မရှိခဲ့ဘူး။မရှိခဲ့ပေနဲ့ကျွန်တော်ဘယ်လင်ကန်ကိုလည်းကျွန်တော်ကလက်လွှတ်ခဲ့လေရတယ်။ဆိုတော့အခုဆိုလို့ရှိရင်ဘယ်လင်ကန်ကို Declan Rice ကိုကကျွန်တော်လက်ရှိကိုစီပြောင်းသွားကြတဲ့အသင်းတွေအတွက်အနည်းဆုံး10နှစ်လောက်ကစိတ်ချလက်ချဖြစ်ရမယ့်ကစားသမားမျိုးတွေကျွန်တော်ဖြစ်နေပြီနော်။ injury ပြဿနာတွေလည်းကျွန်တော်ကင်းရတယ်။ခြေသွမ်းပိုင်းတွေကလည်းတည်ငြိမ်ကြပြီးတော့ တပွဲနဲ့တပွဲတစ်နှစ်နဲ့တစ်နှစ်ဆိုသလိုခြေသွန်းကတိုင်ပတ်သွားတယ်ဆိုတာမျိုးကျွန်တော်မရှိဘဲနဲ့ပုံမှန်ခြေသွန်းကိုအမြဲတမ်းအကောင်းတဲ့ပုံစံမျိုးဖြင့်ပြနိုင်နေတယ်ပေါ့ဆိုတော့ United ကဒါမျိုးကစားသမားတွေမခေါ်နိုင်တာတော်တော်ကြာပါပြီကျွန်တော်ပြန်ကြည့်ရင်အတင်းဘက်ကခေါ်ယူထားတဲ့ကစားသမားတွေထဲမှာဆိုလို့ရှိရင်နမေအရင်ကြီးတဲ့ကကျွန်တော်ခေါ်ချလိုက်တယ်ဆိုလို့ရှိရင်ခြေစွမ်းကကျွန်တော်တို့နေပေါ့နော်အတင်းရောက်မှတိုင်ပတ်သွားတာတို့ဟလာ ီးရင်ကိုအတင်းကကစားမားတွေကိုကျွန်တော်နေရာမှန်လူမှန်မတုံးနိုင်တဲ့ကကစားမားတွေကိုတိုင်တိုင်ပတ်ရတာတို့ဒါမျိုးတွေကျွန်တော်တွေ့ရတယ်အဲ့ဒါမျိုးတွေတွေ့ရပြီးတော့အတင်းဘက်ကတချို့ကစားမားတွေဆိုလို့ရှိရင်ဇီတအားကြီးတယ်ဟိဆိုပြီးတော့မခေါ်တော့ဘူးဆိုမခေါ်တော့ rice တို့လူကစားမားမျိုးတွေပြီးရင်ကျွန်တော်တို့နေဘယ်လင်ဂန်တို့လူကစားမားမျိုးတွေကိုယ့်ရဲ့လက်ထက်မှာအင်မတန်နီးစပ်ခဲ့ပြီးမဲ့လေလို့ကျွန်တော်တို့ဒါအဲမခွန်နိုင်ခဲ့ဘူးပေါ့နော်ဆိုတော့အခုလက်ရှိအဒမ်ဝါတန်အီလီယားအန်ဒါဆန်တို့ကိုလည်းအဲ့လိုအခြေအနေမျိုးထပ်ဖြစ်မှာအတင်းဘက်ကစိတ်ပူနေပြီ ဒါပေမဲ့အီလီယန်အန်ဒါဆန်ဆိုလို့ရှိရင်နျူကာဆယ်ကနေပြီးတော့ဒါလက်ရှိဗာလီနော်ဒင်ဖော်ရက်စ်ကိုပြောင်းလာပြီးကြတဲ့ကခြေသွဲကတောက်လျှောက်ကောင်းအောင်ပြနေတာ။ဒါပေမဲ့လည်းနော်ဒင်ဖော်ရက်စ်ခေါ်တဲ့ဇီးကကိုရီအတွက်စိန်ခေါ်မှုတည့်ရဖြစ်နေတယ်ဗျာ။နောက်ပြီးလို့ရှိရင်ကျွန်တော်တို့နေဒီအဒမ်ဝါတမ်ကိုကျွန်တော်တို့ကြည့်တော့လေတနစ်နဲ့တနစ်ကစားမကတော်တော်လေးကိုတည်ငင်းတဲ့ခြေသွန်းကကျွန်တော်ပြထားတယ်။ဒါပေမဲ့သူတို့ဘက်ကကျွန်တော်ခေါ်နိုင်တဲ့ဈေးကလည်းကိုရီအတွက်ကစိန်ခုံမှုတည်းရဲ့ဖြစ်နေပြန်ကောအဲ့တော့ United ကဈေးနှုန်းပမာဏတွေကကိုရီအတွက်တော်တော်အတားအဆီးဖြစ်နေတဲ့အခြေအနေမျိုးမှာ ဒီကစားမားတွေကိုဈေးကြီးလို့ဆိုပြီးတော့မခေါ်ဘဲနဲ့ရှေ့ကောင်တွေတုန်းကလိုမျိုးကျွန်တော်တို့လွတ်သွားအောင်မဲ့အချင်းတွေမျိုးကိုကျွန်တော်စိတ်ပူနေတယ်ပေါ့ဒါကြောင့်လာမယ့်နွေရာသီအပြောင်းအရွှေ့မှာတော့ကျွန်တော်တို့ဟာအီလီယိုအန်ဒါဆန်တို့အဒမ်ဝါဒမ်တို့ကိုအဓိက ပြစ်မှတ်ဖြစ်ကျွန်တော်ကခေါ်ဖို့အတွက်ကြိုးပမ်းသွားတော့မယ်ပေါ့နော်အမှန်တမ်းပြောရင်ပြောရဒီအရာကအရန်ကိုဟိုလောင်ကစားဆန်လုံးပါတယ်သိတယ်မလားလောင်ကစားဆန်လုံးနေဆိုတာကစားမားတယောက်ရဲ့ခြေစွမ်းကိုကျွန်တော်သိနေရတာဖြစ်တဲ့အတွက်ခေါ်တယ်ဆိုတော့ဆန်ကျင်မဆန်မယ်လို့ကျွန်တော်ထင်ကောင်းထင်နေမယ်ပေါ့နော်ဒါပေမဲ့တခုမေးခွန်းက ဒီကစားမားတွေလက်ရှိအသင်းမှာခြေသွမ်းကိုစီကောင်းနေကြတယ်ဆိုတာသူတို့အသင်းနေရဲ့ဘက်ကကစားမားတွေရဲ့ခြေသွမ်းကိုအကောင်းဆုံးကျွန်တော်တို့ထုတ်ယူနိုင်မဲ့ system မျိုးတွေသူတို့ ਨੇ အဝင်ခွင့်ကြားဖြစ်တဲ့အရာမျိုးတွေနဲ့ကျွန်တော်တို့တွားနေလို့ပဲအဲ့တော့ကိုရီယူနိုက်တက်ကိုကျွန်တော်တို့ရောက်လာတဲ့အခါဒီကောင်တွေသူတို့လက်ရှိဖြတ်တန်းနေတဲ့အသင်းတွေမှာမဖြတ်တန်းရတဲ့တော့မလုပ်ရတဲ့တာဝန်တွေကိုပေးမယ်သူတို့ ਨੇ သိပြီးတော့မဆိုင်တဲ့အရာတွေကိုကျွန်တော်တို့လုပ်ခိုင်းမယ်ဆိုလို့ရှိရင်ကိုအသင်းမှာလည်းဘာမှဖြစ်လာမှာမဟုတ်ဘူး ဆိုတော့ကိုအတင်းကိုခေါ်လိုက်တဲ့အခါကိုဟာသူတို့နဲ့အံဝင်ခွင့်ကြဖြစ်တဲ့ပုံစံတစ်ခုလေးကိုကျွန်တော်ရိုက်သွင်းနိုင်အောင်မှာကစားမားတွေတောက်ပဖို့အတွက်လမ်းကြောင်းဖော်ပေးအောင်မှာဗျာသိတယ်မလားဆိုတော့ခုလက်ရှိကျွန်တော်အံဘူမိုးတို့ပါလို့လည်းဒီတိုင်းပဲပေါ့အတင်းကိုကျွန်တော်ရောက်လာတဲ့အခါမှာသူတို့အတွက်အဆင်ပြေနိုင်မဲ့သိတယ်မလားအချီနီမျိုးတရက်ကိုကျွန်တော်ကဖန်တီးပေးရတာနော်အခုကစားမားကောင်းတွေတိုင်ပတ်သွားတယ်ဆိုတာကိုဘလူသုံးတယ်လဲဆိုတဲ့ပုံမှာလည်းမူတီသေးတယ်ကျွန်တော်လက်ရှိမှာဘရူနိုဖာနန်ဒက်စ်ကိုကျွန်တော်ကြည့်ပါလား ။ Oligana Socha ရဲ့လက်ထက်မှာ Manchester United မှာကစားသမျှသည် Bruno Fernandes ကအကောင်းဆုံးပဲ။ဘာလို့လဲ။ဘာလို့လဲဆိုတော့ Bruno Fernandes ကို Oligana Socha ရဲ့လက်ထက်မှာ advance ro နေရာကိုတအားလိုက်ရတယ်ဂိုးတွေသွင်းနေဖန်တီးမှုတွေလုပ်တယ်သူ့ရဲ့အကောင်းဆုံးနေရာဖြစ်ကျွန်တော်တုံးတဲ့အခါသူ့အကောင်းဆုံးခြေသွင်းကိုကျွန်တော်ရတယ် every time ငါရဲ့လက်အောက်တို့ကျွန်တော်တိုင်ပက်လာတယ်ကောင်းတဲ့ခါတွေများပြီမဲ့လေလို့တိုင်ပက်တဲ့ခါလာတွေကျွန်တော်ကြုံလာရတယ်အခုလက်ရှိကျွန်တော်အနေနဲ့ပေါ့နော်ဒီဘယ်လိုပြောမလဲနီးပြအမ်မိုနီယာလက်အောက်မှာလည်း ဖာနန်ဒက်စ်ရဲ့စွမ်းဆောင်ရည်ကိုကျွန်တော်မတွေ့ရဘူး။ဘာလို့လဲဆိုတော့ဖာနန်ဒက်စ်ရဲ့နေရာမဟုတ်တဲ့နေရာတွေကိုကျွန်တော်တို့ကအတုံးချနေလို့ပဲ။ကစားမကသူ့နေရာနဲ့သူသူ့ရဲ့အကောင်းဆုံးဆိုတဲ့နေရာတစ်ခုမဟုတ်ရင်အဆင်ပြေတယ်ဆိုတဲ့ performance လောက်ပဲပြနိုင်မှာ။ဒီကစားမရဲ့ quality အည်သွေးတွေကိုအကောင်းဆုံးကျွန်တော်မြင်ရမှာမဟုတ်ဘူး။နော်ကျွန်တော်မက်ဒီစ်ကွန်ညာနဲ့အမ်ဘူမူတို့ကိုကျွန်တော်ပြကွင်းလေစင်ကစားခိုင်းတယ်လို့ကျွန်တော်ဖြစ်နေမှာပဲဆိုတော့အခုလက်ရှိအီလီယိုအန်ဒါဆန်တို့ကျွန်တော်အဒမ်ဝါတမ်တို့လည်းကျွန်တော်ဒီတိုင်းပဲ တော့ဒီကစားမားတွေကိုကျွန်တော်တို့ကသူတို့နဲ့မဆိုင်တဲ့ rule တွေမှာအတုံးချဖို့ကျူးပန်းနေမယ်ဆိုရင်အသင်းကိုရောက်လာတဲ့တိုင်ပတ်မှာပဲအဲ့တော့အသင်းဘက်ကတော့ဗောနော်ရှေ့ကစားမားတွေလိုမျိုးဟိုသူများအသင်းရောက်မှတအားကောင်းပြီးတော့ကိုအသင်းခေါ်လိုက်တဲ့အခါတိုင်ပတ်လာတယ်ပြီးလို့ရှိရင်တကယ်တကယ်ခေါ်မယ်ဆိုတဲ့ကစားမားမျိုးတွေကိုကျွန်တော်တို့ဈေးကြီးလို့ဆိုပြီးတော့မခေါ်နိုင်လိုက်တဲ့အခါနောက်တရလို့ဖြစ်နေတာမျိုးတွေကိုရှောင်ဖို့အတွက်ဗောနော် နွေမာအန်ဒါဆန်တို့အဒမ်ဝါဒမ်တို့ကိုအကောင်းဆုံးကျူးပန်းမယ်ဗောကျွန်တော်ကတော့ဒီကစားမားတွေရဲ့ခြေစွမ်းကိုပရီးမီးယားလိပရိသတ်ကြီးကောင်းကောင်းမြင်ခဲ့ရပြီလို့ကျွန်တော်ထင်တယ် ဲ့တော့ကျွန်တော်အနေနဲ့ခေါ်ဖို့ကြိုးပမ်းမယ်ဆိုလို့ရှိရင်ဒါအတိပြဿနာတော့မဖြစ်နိုင်ဘူးပေါ့နော်ဒါပေမဲ့ဒီကစားမတွေတကယ်တကယ်ရောက်လာပြီဆိုဘယ်လိုသုံးမလဲဆိုတဲ့အပေါ်မှာပဲကျွန်တော်ကမူတည်တယ်ကျွန်တော်တို့ဒီမှာအတင်းဘက်ကတော့ Ilio Anderson နဲ့ Adam Wardam ကိုလာမယ့်ညမှာအဓိကပြင်ဖက်ပြီးကြိုးပမ်းမှုရှိတယ်ဆိုပြီးတော့တင်းနေကျွန်တော်ထွက်လာတယ်ဆိုတော့ညီကတို့ရောဘယ်လိုမြင်ကြလဲပြီးခဲ့တဲ့နေ့တွေကလည်း Carlos Baleba ဒီ Manchester United ရဲ့အဓိကပြင်ဖက်ပဲ Baleba ရဲ့ဘက်ကလည်း United ကိုပြောင်းဖို့ဒီအဓိကပဲပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ Baleba ကိုဒီထဲမှာပါနေတယ်လို့ကျွန်တော်တို့မှတ်ထားရမှာပဲ အခုကအခြေအနေတွေကဒီပုံစံနဲ့ဆက်သွားမယ်ဆိုရင်ဒီကွင်းလေကစားမ၃လောက်စလုံးတွေကကျွန်တော်ကတရင်ကလုံးဝကိုထက်ထွက်မဲ့အခြေအနေမျိုးအဲ့တော့ဆိုတော့ညီကရောဘယ်လိုမြင်ကြလဲကျွန်တော်လည်းရှိဒီစားမ၃လောက်ကို၃လောက်တွေကဘသူ့ကိုအမှန်ကန်ခေါ်ဦးအတွက်အတင်ဘက်ကကျူးပန်းနေတယ်ထင်ကြလဲဆွေးနွေးကြပါအားလုံးကိုချစ်တင်ပါတယ်